အားလုံးပဲမင်္ဂလာပါတချင်တွေအကျိုးဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးမှာတော့တရိကန်ရဲ့เนาะဖြည့်ချင်းတဲ့မိခွန်လေးကိုတရရှင်းမှာဖြစ်ပါတယ်သူ့ရဲ့ပြည့်ချက်ကလေးမှာကတောင်းမှန်တရိကန်မဟုတ်တဲ့အတွက်တချင်တို့ကတောင်းမှန်တရိကန်ဖြစ်ကြအောင်ရည်သက်တည်ပြရပါတယ်အဲ့ဒါပြီးမှချေတို့ဒီ special angle ရဲ့ဇာတ်လေးကိုသုံးပြီးတော့မိခွန်လေးကိုဖြည့်ရမှာဖြစ်ပါတယ်ကြည့်ရအောင်เนาะ နံပါတ်ဒီက angle A = 30 degree angle B = 60 degree เนาะအဲ့တော့တောင်ချင်းနေကြီးပဲပေးထားတာเนาะတောက်မှန်မပါဘူး B = 10 root 3အဲ့တော့ teacher တို့ရှာရမှာပါရှာမလို့ဆိုလို့ရှိရင် angle C ရှာရမှာပေါ့เนาะ A ရ B ရပြီးတော့တောင်း C ရှာမယ်နောက်တစ်ခါအနားကအနား A ရှာမယ်နောက်အနား C ရှာရမယ်ပထမဆုံးတောင်း C လေးကိုအရင်တွက်လိုက်ဆိုတော့ သူကထောင်ချင်းနေကြီးပဲပြီးတဲ့အတွက်ဒီတခါ90တရာနှုတ်စရာမရှိဘူးเนาะ180တရာနေဒီထောင်1000ပေါင်းရင်းကိုနှုတ်ရမှာဖြစ်တယ် angle c equal to 180 degree minus angle a plus angle b เนาะ angle b equal to 180 degree minus angle a က30 degree plus angle b က60 degree နော်နှစ်ခုပေါင်းက60 180တွေကနှုတ်လိုက်တဲ့အခါမှာ therefore angle c equal to နော်90 degree ဆိုတာကိုရတယ်။ဒါကြောင့်မို့လို့တရိကံ ABC ဒီနော် triangle ABC is right triangle နော်တောင်မှတရိကံလေးဖြစ်တယ်ဆိုတာကိုရေးမှဒီ share တို့ကအချိုးချောင်မျိုးလေးကိုဒီ share တို့ဆက်ပြီးတော့သုံးလို့ရမှာပေါ့နော်ဆိုတော့မှ တောင်းမှအတွေ့အကြုံဖြစ်ပြီးဆိုတာလေးကိုရေးပြီးပြီဆိုတာတီရှယ်ဒီမှာတောင်း A 30ဒီဂရီလေးထည့်မယ်တောင်း B 60ဒီဂရီထည့်မယ်နောက်အနား B ပေးထားတဲ့10 root 3เนาะအနား B ဒီမှာဆက်ပါမယ်10 root 3ဒီလိုလေးပေးထားတဲ့ A နဲ့ C နဲ့ကိုရှာပထမအဆုံး A ကိုရှာမယ် A ဆိုတော့ A ဘိုင်း B ပေါ့เนาะဒါ A ကမေးတာ B ကတိတာဆိုတော့ A ဘိုင်း B ညနေချင်းဆိုင်နာကိုနိစအနာနဲ့စားတော့တန်ချိုးပေါ့နော်ဒါ O by A အချိုးကြတာဒါတောင်းအင်းနဲ့ကြည်တာနော်ဆိုတော့တန်ချိုးဆိုတော့ဒီတိုင်းလေးမှာရေးလိုက်မယ်အာ A by A by B equal to 10 degree 30 degree ဖြစ်ပါတယ်ဆိုတော့ A by B က10 root 3နော် equal to 10 30 degree ရာ a equal to နော်10 root 3 into 10 30 degree ဆိုတော့နော်10 root 3 into 10 30ဆိုတာကတီချာတို့ရဲ့ special angle နော်ဇယားထဲမှာ10 30ဒီ1 by root 3ဆိုတော့ root 3နှစ်ခုခြေသွားတဲ့အတွက် therefore a equal to 10ဆိုရဲအပြည့်လေးရတယ် အောက်ဆက်ကြည့်အောင်နော် BC ရှာမှာနော် C by B equal to တောင်း A နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒါတောင်းမှန်ကန်နောက်နိစ္စန်နာနဲ့စားတာနော်ဒါ H အဲ့တော့တောင်းမှန်ကန်နောက်နိစ္စန်နာနဲ့စားဆက်အချူနော်ဆက်30 degree ဆိုတော့ C by 10 root 3 equal to ဆက်30 ဆိုတော့ c equal to နော်10 root 3 into ဆက်တာတိနေရာမှာတခါလေးတန်ဖိုးလေးတခါလေးထည့်လိုက်မယ်နော်ဆက်တာတိဆိုတာက2 by root 3နော်2 by root 3ဒီမှာလဲ root 3ရခြေသွားတော့ therefore c equal to 20ဆိုတဲ့အဖြေလေးရမှာဖြစ်ပါတယ်နားလည်မယ်နော်မင်္ဂလာပါ